။စကိုင်းငယ်လင်းကြောင့်မြန်မာနိုင်ငံဘလောက်ထိပျက်စီးသွားလဲ။2025ခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငယ်လင်းကြောင့်မြန်မာနိုင်ငံကမြို့ကြီးတချို့ပျက်စီးဆုံးရှုံးမှုများပြခဲ့ပါတယ်။ဘလောက်ထိပျက်စီးသွားခဲ့ရသလဲဆိုတာကိုတော့ပြည်သက်တွေဒီဂျိုရုဓပုံတွေကိုကြည့်ုံနဲ့ခံမှန်းသိရှိနိုင်မှာပါ။ဒီငယ်လျင်ကြောင့်လူနေအဆောက်အဦဘာသာရေးအဆောက်အဦတွေနဲ့လန်ဒန်သားတွေပါထိခိုက်ပျက်စီးခဲ့လို့ဆုံးရှုံးနေတာမှုတွေကမမှန်းဆနိုင်လောက်အောင်များပြားခဲ့ပါတယ်။ ညီငယ်ငယ်ကြောင့်ပဲစကိုင်းမန္တလေးနဲ့နေပြီးတော့အပါဝင်နေရာတချို့ကဘယ်နေရာမှာဘယ်စာအုပ်ရှိခဲ့လဲဆိုတာကိုတော့မမှတ်မိနိုင်တဲ့အခြေဖြစ်သွားပါတယ်။ဘယ်နေရာကိုပဲကြည့်ကြည့်အပြက်စီးကြီးပဲဖြစ်နေတာကြောင့်မြင်တွေ့ရသူတွေကိုဝမ်းနဲ့ပက်လက်ဖြစ်စေခဲ့ပြန်ပါတယ်။ဒါနဲ့မကသေးပဲစိတ်မကောင်းစရာအဖြစ်ဆိုးတစ်ခုဖြစ်တဲ့ညီငယ်ငယ်ကြောင့်လူစုစုပေါင်း9352ယောက်နဲ့အထက်အသက်ဆုံးရှုံးသွားခဲ့ရပြန်သေးတယ်ဆိုတာပါပဲ။ အခုချိန်မှာငန်းလင်းလှုပ်ခတ်လို့အချိန်တစ်ခုကြာပြီးသွားပြီဆိုပေမဲ့ပြန်လည်ထူထောင်ရေးတွေတောင်မလုပ်နိုင်သေးပဲအပြည့်အစည်အစုပုံကြီးကိုစူးစမ်းရှင်းလင်းနေရဆဲပါနိုင်ငံတကာကလည်းငလျင်စားဖြစ်ချိန်ကစလို့အခုချိန်ထိတိုင်အောင်အကူအညီတွေပေးနေတယ်ဆိုပေမဲ့ကုလို့မလောက်နိုင်၊ကဲလို့မစဲနိုင်ဖြစ်နေကြရပါတယ်။မြမပြည်သူပြည်သားအပေါင်းဘေးအန္တရာယ်ကရှင်ပြီးတော့လုံခြုံရေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်။ဒီအကြောင်းအရာတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးနေတဲ့ Bass Media ကိုပရိသတ်တွေ like and follow လုပ်ပြီးတော့အားပေးသွားနိုင်ပါတယ်ရှင်။ ဖိလက်ပိုင်းမှာမီးတောင်ပေါက်ပွဲလို့တောင်းနဲ့ချီတဲ့လူတွေအသက်လူထွက်ပြေးခဲ့ရတယ်။ပြည်သူတွေအခုမြင်တွေ့နေရတာကဖိလက်ပိုင်းကမီးတောင်တလုံးပေါက်ပွဲနေတဲ့ပုံရိပ်တွေပါ။အေယာမမီးတောင်ကြီးအတွင်းကနေမီးဝုန်းနဲ့ပြောင်းမုန်တွေကောင်းငင်ပေါ်ကိုထိုးတက်လာတာကတကယ်ကိုကြောက်မက်ဖွယ်ရာတစ်ခုပါပဲမီးတောင်အဝါကနေထွက်လာတဲ့ဒီပြောင်းမုန်တွေကကောင်းငင်အထက်နှစ်မိုင်ခွဲအထိကိုလွင့်တက်နေကြတာပါ ပြီးတော့လေဒီမီးတောင်ပောက်ကွဲနေတဲ့မြေဝင်းကိုဒေတာတစ်ခုလုံးကပြည့်ပြည့်တသားကိုမြင်တွေ့ဝင်ရခဲ့တာပဲဖြစ်ပါတယ်။ဒီမီးတောင်ပောက်ကွဲမှုကြောင့်ပဲအနီတဝိုက်ကတောင်းနေချီတဲ့ဒေတာကံတွေအကုန်လုံးအသက်လူထွက်ပြေးခဲ့ရပါတယ်။ပြီးတော့လူတွေတင်မကပဲမွေးမြူထားတဲ့ကျွန်းတော်တွေတင်မကအဖိုးတန်တဲ့စိုက်ပျိုးသီးနှံတွေပါအေးပေါ်နေရရွှေပြောင်းခဲ့ရပါတယ်။ဒါတွေမကသေးပဲဒေတာရင်းကအကြောင်းတွေကိုလည်းအကန့်အသတ်မရှိပိတ်သိမ်းခဲ့ရသေးတာဖြစ်ပါတယ်။ဖိလပိုင်နိုင်ငံမှာတောက်ဝင်လှုပ်ရှားနေတဲ့မီးတောင်ရှင်မှာ24လုံးရှိတဲ့နဲ့အခုပေါက်ွဲနေတဲ့ကံလောင်ကိုခေါ်တဲ့မီးတောင်ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီသဘောဝဘေးအနေရဲ့ကြောင့်ပဲဖိလစ်ပိုင်ဆိုရကဒေတာတွေမှာအရေးပေါ်သတိပေးထုတ်ပြန်ချက်တွေကိုထုတ်ပြန်ခဲ့ရပါတယ်။မီးတောင်ပောက်ကွဲတဲ့အတွက်အဆုံးရှုံးမှုအနေနဲ့ကတော့အမေရိကန်ဒေါ်လာ6သိန်းကျော်အထိရှိခဲ့တာပဲဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုထပ်မံကြည့်ရှုနိုင်ဖို့ပရိသတ်တွေ Best Media ကို Like and Follow လုပ်ပြီးတော့အားပေးသွားနိုင်ပါတယ်ရှင်။ငားပြတိုက်ကြီးကွဲသွားလို့ငားတွေထောင်ထဲချီအပြင်ရောက်သွားတယ်။ပြည်သူတွေအခုမြင်တွေ့နေရတာကဂျာမနီနိုင်ငံကဟိုတယ်တစ်ခုမှာထားရှိတဲ့ငါးပြတိုက်ကြီးတစ်ခု꿰သွားတဲ့မြင်ကွင်းတွေပါ။ ဘေးနောက်ကလူတွေကတော့အစောပိုင်းမှာဘာမှမသိပဲနဲ့အေးအေးဆေးဆေးသွားလာနေကြပါတယ်။ဒါပေမဲ့စက္ကန့်ပိုင်းတွင်းမှာပဲငါးကန်ကကွဲထွက်သွားခဲ့လို့ရေတွေနဲ့အတူငါးတွေပါအပြင်ကိုရောက်သွားခဲ့ပါတော့တယ်။ပေပေါင်း52ပေရှိတဲ့ဒီစလင်နာပုံစံရှိငါးပြတိုက်ကြီးကကဘာမှာအမြင့်ဆုံးဆိုတဲ့ငါးပြတိုက်တွေကတခုဖြစ်ပါတယ်။ပြီးတော့ဒီကဘာအကြီးဆုံးငါးပြတိုက်ထဲမှာဆိုရင်မျိုးစိတ်ပေါင်း100ကျော်ရှိတဲ့ငါးကောင်ကြီး1500ကျော်ကိုဝင်းမှုထားတာပါ။ဒီငါးကန်ကြီးကွဲပြီးတဲ့နောက်မှာဒီထောင်ပေါင်းများစွာသောငါးတွေလည်းအပြင်ကိုရောက်ကုန်လို့အသက်ဆုံးရှုံးကုန်ပါတော့တယ် ဟိုတယ်ကျမ်းမြေတစ်ခုလုံးနဲ့ရေတွေနဲ့ငါးတွေနဲ့ပြည့်နေနေပြီးတော့ဖွေးဖွေးလုံနေခဲ့တာဖြစ်ပါတယ်။မိသက်သမားတွေကတော့ကဲဆယ်ကြီးလုပ်ပြီးတဲ့နောက်မှာငါးမျိုးစိတ်ဓာစင်ပေါင်းများစွာကိုကဲတင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါနဲ့မကသေးပဲငါးကောင်ကြီး600ခန့်ကိုလည်းအောက်ဆီဂျင်မပြတ်ခင်မှာပဲအသက်ရှင်လျက်ကဲဆယ်နိုင်ခဲ့သေးတာပဲဖြစ်ပါတယ်။ဒီလိုကမ္ဘာအနှံ့ကထူးထူးဆန်းဆန်းဖြစ်ပျက်တွေကိုကြည့်ရှုနိုင်ဖို့ပရိသတ်တွေ၊ဘက်စ်မီဒီယာကို Like and Follow လုပ်ပြီးတော့အားပေးသွားနိုင်ပါရဲ့ရှင်။